တခါတော့ကအဘမင်းသိန့်ခ ပြောခဲ့ပူတဲ့ဝါတွင်းကာလတက်ရှင်လေးပါ ပူဇော်ပြီးကြီးပွားချမ်းသာစေတဲ့ဤဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်အဘမင်းသိန့်ခဟာစကဝါချောင်းမှာစတဲ့ချရင်ဒိဋ္ဌံကျင့်စဉ်တွေကိုကြင့်ကြံအားထုတ်တဲ့အချိန်မှာအနီးမှာရှိတဲ့တပည့်တွေကိုဘ ഹു ဒုဒဖြစ်စဉ်တွေပြောလို့ရှိပါတယ်အဘပြောတဲ့အရာထဲမှာပုပ်ပါကန္နာယီစခန်းမှာအဘက အခုလိုပြောခဲ့တဲ့တက်ရှင်လေးပါပူဇော်နီးဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ပြောရမယ်ဆိုရင်တော့နောက်လာမှာဆိုရင်တော့ဝါဆိုရောက်ပြီမို့လို့ဒီနီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဒီနေ့ဟာဝါဆိုလာပြစ်မတမ်းမီအဖိတ်ညာကစပြီးပင့်ဖိတ်ဆောင်ရွက်ရမှာဖြစ်ပြီးတည်င်းကျွလာပြင်းနေသည့်နေ့စဉ်လှူဒန်းရမယ်ဆိုပါလိမ့်။တချို့က လာပြင်းနေတယ်ပဲလှူလို့ရလားအစင်ပြေတလောက်ပဲလှူလို့ရလားလို့ပြောတတ်ပါလေမရဟူလို့တော့မရှိပါ နေ့စဉ်အလေးနက်ဆောင်ရွက်နိုင်ရင်အတိုင်းထက်အလွန်ကောင်းပါလေဝါစိုဖိတ်ညမှာစတင်ပြလို့ရမယ်ဝါရင်းကာလပွဲတွေ့ချမ်းသာတက်ရှင်လေးပါပူဇော်နီဒီအကြောင်းအရာကိုအဘမေသိန်ခါကပါဇက်ကနေလမ်းညွှန်ပေးခဲ့တာဖြစ်ပြီးဆရာဇင်ယောနီကလိုက်လံရေးမှတ်ခဲ့တာပဲဖြစ်ပါလိမ့် စတင်ပူဇော်ရမယ့်နေ့ကတဲ့ဝါဇိုလာပြည့်နေ့အဖိညာကစပြီးကြိုတင်ပင်ဖိရပါမယ်တဲ့နောက်ဆုံးပူဇော်ရမယ့်နေ့ကသတင်းကျော့လာပြည့်နေ့ဖြစ်ပါလေပူဇော်ရမယ့်အချိန်တိုင်းကနနက်9နာရီခန့်မှာအာယုံစွမ်းမှာအတီကြပြုလို့လို့ရင်တော့အခုလိုပြုလို့ရပါမယ်ဝါဇိုလာတွင်နနက်9နာရီခွဲဝါကုံလာတွင်နနက်9နာရီ40တော်သလင်းလာတွင်နနက်9နာရီ50တည်င်းကျွလာတွင်နနက်6နာရီပါ ပူဇော်မယ်လှူပွဲပစ္စည်းတွေကတော့နိုဇွန်း၄ပွဲတောက်တော်ရီ၄ကွာဖျောင်းနိုင်၄တိုင်ရက်၄ရက်ဖြစ်ပါလေရက်တွေကအရှိအရက်အတွက်အဖြူရောင်ရက်အနောက်ရက်အတွက်အဝါရောင်ရက်တောင်ရက်အတွက်အစင်းရောင်ရက်မြောက်ရက်အတွက်အပြာရောင်ရက်ဖြစ်ပါလေဒီရက်တွေကိုရောင်စုံဆက်ကူနဲ့ကိုယ်တိုင်လုပ်ရင်လည်းရပါတယ်ဝယ်ယူသုံးပြုရင်လည်းရပါတယ်ဖျောင်းအကြောင်းစုံတွေမှာမြတ်စွာဘုရားရှင်အရင်မှန်းပြီးအနီရောင်ရက်နဲ့ လူဖွဲ့တစုံထားရှိရပါမယ်။ပူဇော်ပြီးဆုတောင်းရမယ့်ပုံစံဟာတပီတော်တပီတော်မှဘယ်နေ့သာသမီပေါ်သမုဒ္ဒရာလေးစင်းမှာသတင်းသုံးနေတော်မူတဲ့ယဟန္တာရှင်မြတ်ကြီး၄ပါးအားတကြီး၄ပါးရည်ရွယ်ပြီးပထဝီဓာတ်အတွက်노ဇွမ်းတေဇောဓာတ်အတွက်အလင်းနိုင်ဝါယောဓာတ်အတွက်ရက်တောင်အဘောဓာတ်အတွက်တောက်တော်ဤအတော်ကိုစေတနာညှဉ်းနှူးအထူးကပ်လှူပူဇော်ပါသည်ရှင်ဗျာ။ အရှင်ဖျားတို့ဤဖုံးတို့ကိုတည်သော အာနုဘောကြောင့်လာမဲ့တည်ရင်ကျလာပြင်းနေနောက်ဆုံးတာပြီလောကီအကျိုးစီးပွားချမ်းသာကြွယ်ဝခြင်းကိုအမှန်တကယ်လိုချင်ပါသည်ဒီစုကိုပြည့်လိုကြောင်းဆုတောင်းပါသည်ခရားအိုးအိမ်ရင်ရထားအစဉ်တစားစင်ရှင်ငွေယထနာတို့တပိတော်ထံရောက်ရှိလာပါစေတည်းမိမိအလိုရှိတဲ့ဆုတောင်းတွေကိုလည်းထမှန်ဖြည့်တင်ပြီးစိတ်တမ်းကြဆုတောင်းနိုင်ပါလေဒီအတိုင်းလေးလေးနက်နက်ရွတ်စွာပါ ပူဇော်ပြီးစွန့်တော်စွန့်တဲ့ပုံစံကတော့တင်းစားဆက်ကူရွယ်ဆက်ကူကြီးကြီးပေါ်မှာချက်ချေခက်ပြီးကြီးလေးကြီးရေအစင်တိုင်းအရှိအနောက်တောင်မြောက်စွန့်တော်ဘွယ်တွေကိုဆက်ကူပေါ်မှာစွန့်ပါရက်တွေကိုလည်းအစင်တိုင်းစိုက်ပါရေကိုလည်းအစင်တိုင်းမြေကြီးပေါ်မှာလောင်းပါဒီတောင်းတော်ရေများမှာရေချို့ကိုပလင်းနဲ့ယူထားပါအဲ့ဒီရေနဲ့မျက်နှာတစ်ကျင်းခေါင်းကိုစွန့်ဖြန်းခြင်းတောက်ချင်းပြုလုပ်ပါအန္တရာယ်ရှိသူများအနာရောဂါအကြောက်သူများကိုလည်းအဲ့ဒီရေကိုဆေးဖြစ်ပေးပါညာဘက်မှာကြိုတင်လျှောက်ခိုင်းရင် ငါအယံဝန်ကန်နေတိုင်းမှာအခုလိုရွတ်ဆိုပြီးရှောက်ထားပါမယ်ယဟန္တာရှင်မြတ်ကြီးကိုပြင်ပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမှုထားပြီးအရှိသမုတ်တရားမှာတည်င်းသုံးနေထိုင်တော်မူသောဘုန်းတော်အလွန်ကြီးမြတ်သောအရှင်သကောတာရာယဟန္တာရှင်မြတ်ကြီးဖျားနောက်သမုတ်တရားမှာတည်င်းသုံးနေသောဘုန်းတော်အလွန်ကြီးမြတ်သောအရှင်မေတ္တရယဟန္တာရှင်မြတ်ကြီးဖျားတောင်သမုတ်တရားမှာတည်င်းသုံးနေသောဘုန်းတော်အလွန်ကြီးမြတ်သောအရှင်ဥပ္ပကုဒ္ဒယဟန္တာရှင်မြတ်ကြီးဖျား မြောက်သမုတ်တရားမှာတည်င်းသုံးနေတော်မူသောဖုံးတော်အလွန်ကြီးမြတ်သောအရှင်သာရဒတယဟန္တာရှိမြတ်ကြီးဖျားမနက်ဖန်တဲ့နံအာယုန်တက်ချိန်မှာသမုဒီပါလက်ရတောင်ကျောင်းမြမတိုင်းဌာနအထက်ညာအောက်ကျေအရက်မှာရှိတဲ့အိမ်လေးစာအတီးကြပြောပါအဲ့ဒီနောက်တပိတော်တပိတော်မှာကိုယ့်နာမည်ထည့်ပြောပါတပိတော်တပိတော်မှာရဲ့နေအိမ်မှာအရှင်မြတ်ဖျားတော်ဟာတလီပါဆွန်ကတ်လှူမီဖြစ်တဲ့အတွက်နှစ်ဖူးမြေဆိုင်ဥခိုက်ဖိတ်ကြပါတယ်ရှင်မြတ်ဖျား တပည့်တော်အားအစဉ်သနာသည်ကိုအကြောင်းပြု၍ကြွရောက်ဖုံပြီးတော်မူပါထပ်မတိုင်းပင်ချောက်တဲ့အခါမှာစုံးကမဲ့စပွဲအလေတဲတဲမှာဖျောင်းနေတဲ့တိုင်းထုံးလျှောက်ထားပင်ဖေးရပါမယ်ဒီလိုပြုလို့ပြီးနောက်အကျွန်ုပ်ဤနေမှာနတ်ဖန်နနတ်အယုံတက်ထူးခြားမွန်မြတ်တဲ့တကြီးလေးပါအယုံစုံကိုမြတ်စွာဘုရားရှင်ရဲ့ယဟနာရှင်မြတ်ကြီးလေးပါကတ်လူပူဇော်ပြီးဖြစ်တဲ့အတွက်ဘိုးတော်တရားသာသနာဆောင်နမင်ကြီးလေးပါ ။တမာဒီဝနတ်ပေါင်းအတွင်း38မေပြင်း38မေအိမ်ဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့လမ်းဆောင်နဲ့တို့တော်မကကဘာရဲမှာရှိကုန်သောတိုင်နှက်ရှယ်ပေါင်းအကျဉ်တို့နေမှာဖျားရှင်ရဲ့ယဟန္တာကြီးကိုကတ်လူမိတက်ကြီးလေးပါအလူကြီးတွင်ဖျားဖူးရန်နဲ့ယဟန္တာကြီးများကြီးညိုရန်ကြောက်ရွံ့နိုင်ကြောင်းဖိတ်ကြားအပ်ပါသည်ဖျားရှင်ရဲ့ယဟန္တာကြီးများဆုံးဖုံးပေးတဲ့အထိကြီးညိုပြီးမိမိတို့နေရထားနေသည်ပြန်လဲကြောက်မြန်ကြပါကုန် ဤလူကြီးအားဝါရွင်းကာလပလုံပြုလုပ်မိဖြစ်လို့ဝါရွင်းကာလပလုံဖိတ်ကြားအပ်ပါသေးလို့ပုဂ္ဂိုလ်တည်တည်ကိုပင်ဖိတ်ရပါမယ်။ဒါအပြင်ကက်လူပူဇော်ပြီးဆုတောင်းရမယ်ဆုတောင်းစာကိုလည်းညာပိုင်းပင်ဖိတ်ခြင်းမှာတစ်ကြိမ်ရွတ်ဆိုဆုတောင်းပါမယ်။ဒီပေါ်ပြချက်အတိုင်းတသွေးမတိန်လေနံဓာတ်ထိပ်ပြီးတော့ပါကမုတ်ချကြီးပွားချမ်းသာမယ်လို့အဘဆရာကြီးမင်းသိန်းခါကညွှန်ပြအပ်ခဲ့ပါလေ။အဘဆရာကြီးမင်းသိန်းခါရဲ့ ဝါတွင်းကာလအသက်ရှင်လေးပါပူဇော်နည်းဆိုတဲ့အကြောင်းတင်ဆက်ပေးတာပါနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ